အဲ့ဒါဦးဇင်းတို့မြတ်စွာဘုရားယဟန်တော်တွေကိုဥပမာလေးနဲ့ဟောထားတယ်။ချက်သားတို့တဲ့။ရှားရွက်တို့ဖြစ်ရှားရွက်တို့ထင်းရှူရွက်တို့ဖြင့်ရေထုတ်ပြီးတော့ရေခွက်လုတ်ပြီးတော့တောက်မယ်ဆိုရင်ဒါဘယ်လိုမှမဖြစ်နိုင်ဘူးတဲ့။အဲ့ဒါလိုပဲသစ္စာလေးပါးကိုမတိဘဲနဲ့ဒုက္ခငြိမ်းနေလို့ပြောတဲ့ပုဂ္ဂိုလ်ရဲ့စကားဟာဘယ်လိုမှမဖြစ်နိုင်ဘူးတဲ့။ ဆိုလိုတာကသစ္စာလေးပါးကိုမတိပဲနဲ့ဆင်းရဲဒုက္ခတွေမငြိမ်းနိုင်ဘူးလို့ပြောတာ။ကြာရွက်တို့ပေါက်ဖက်တို့ ਨੇ တစုံတယောက်သောပုဂ္ဂိုလ်ကခွက်ကလေးလှုပ်ပြီးတော့ရေထက်ပြီးတော့တောက်ခဲ့တယ်လို့ပြောမယ်ဆိုရင်တော့ဒါယုံလိုက်ပါဖြစ်နိုင်တယ်။အဲ့ဒါလိုပဲသစ္စာလေးပါးကိုတိလို့ငါဒုက္ခတွေငြိမ်းသွားပြီလို့ပြောရင်တော့ယုံလိုက်ပါဒါဖြစ်နိုင်နေတယ်။ဆိုလိုတာကသစ္စာလေးပါးကိုတိမှဆင်းရဲဒုက္ခအလုံးဟာချုပ်ငြိမ်းပါ။ ီနေရာမှာပฏิဝေဒတိကိုရည်ရွယ်ပြီးတော့ပြောတာเนาะအဲ့ဒီပฏิဝေဒတိဆိုတာလည်းဘယ်ဘက်ကစရတယ်အနုဘောဓတိကစရတာအဲ့ဒါလို့ဟောထားတဲ့သုတ်တံတစ်ခုလည်းရှိတယ်နောက်ထပ်ဦးဇင်းတို့မြတ်စွာဘုရားဟောထားတဲ့သုတ်တံတစ်ခုကုတာကာရသုတ်တံ ਨੇ ဆိုကြပါစို့တဲ့ပြတ်သက်တစ်ခုတိဆောက်တော့မယ်ဆိုလို့ရှိရင်အောက်ပိုင်းကိုမတိဆောက်ရဘဲနဲ့တိုင်နေပါတွေတောင်မဆက်ရသေးဘဲနဲ့ အထက်ပိုင်းဘုံဆောင်တွေပြတ်တက်တယ်တင်လို့ရတယ်လို့ပြောရင်ဒါဘယ်လိုမှမဖြစ်နိုင်ဘူးတဲ့အဲ့ဒါလိုပဲသစ္စာလေးပါးကိုမသိဘဲနဲ့ဒုက္ခချုပ်တယ်ဒုက္ခငြိမ်းတယ်လို့ပြောရင်ဒါဘယ်လိုမှမဖြစ်နိုင်ဘူးတဲ့ပေါ်လွင်အောင်မြတ်စွာဘုရားကဥမာအမျိုးမျိုးပေးတာပါအောက်ပိုင်းကိုတိဆောက်ပြီးတော့မှအထက်ပိုင်းဆိုတာတင်လို့ရတာဟုတ်လားအဲ့ဒါလိုပဲသစ္စာလေးပါးကိုတိမှဒုက္ခဆိုတာငြိမ်းတာ အဲ့တော့ဦးဇင်းတို့ပိသက်ပေါင်းသူတော်ကောင်းတို့မှတ်ရမှာကတစ္ဆာကိုတကယ်မသိသေးသေးမြတ်ဆင်းရဲဒုက္ခတကယ်မငြိမ်းဘူး